လိုက်ကြအောင်ဗျာကဲဒီစီဦးစီးချုပ်ဘူချုပ်ထွန်းမြတ်နိုင်ဘလို့ပါပြီပြောတယ်လေတစ်ချက်နားထောင်ကြည့်လိုက်ကြအောင်ပြင်ကိုထပ်ပြီးမှငိုပြတာပေါ့ဗျာပြောမယ်ဆိုရင်တရုတ်ကိုသွားပြီးငိုပြတာကို तू ပြောနေတာခြေတလုံးဖက်ပြီးတော့အော်မပစိုးပါလန့်ပေးနေတဲ့တကဆအဲဒါတရုတ်ကကျွန်တော်တို့ကိုဒီနေ့ထက်ထိကြည်ဆန်တထောင်မှလည်းမပြေဘူးပါဘူးအကယ်လို့မြန်မာတရုတ်ကကကျွန်တော်တို့ကိုကူညီခဲ့မယ်ဆိုရင်ကျွန်တော်တို့ကနေပြည်တော်တောင်တိတ်မလိုက်ဘူးကြားတယ်နော် တရုတ်ကကျွန်တော်တို့ကိုဘာမှမပေးသေးပါဘူးတဲ့တရုတ်ကများအကူအညီပေးနေပြီးတော့တက်သိမ်းလိုက်မယ်ကြားလိုက်ရမအားလားဟိုဘက်ရက်ကွက်ကကောင်းနေကြားသလားကြားသလားကြောင်လားကြားလားမင်းတို့ကကြောင်လဲမဟုတ်ကြားလဲမဟုတ်မင်းတို့ကဟွန်းလရတယ်ပါကျွန်တော်ကတော့အဲဒါမျိုးရရင်တော့ဝင်ပြီးတိုက်ပလိုက်မှာပဲတိမ့်လိုက်ပြီးမှဒီမြန်မာနိုင်ငံမှာအဖိနှိတ်ခံလူတွေကိုပြီးတော့တိုင်းရင်းသားတွေကိုလွတ်မြောက်အောင်တခါလေကျွန်တော်တို့ကြိုးစားတော့မယ် อืมတရုတ်ကကျွန်တော်တို့မပြေးပါဘူးอืมเนาะပြေးမယ်ဆိုတော့ကျွန်တော်တို့ယူมาပဲယူมาပဲအဲစมาပဲเนาะအဲ့ဒါကြောင့်ပြေးပါပြေးရောကြာပေးဖို့အတွက်ရောတရုတ်ရဲ့ထောက်ခံမှုအပြရာဖို့အတွက်ကြိုးစားဖို့ရှိလားရှိလားပြေတော့ဘသူစီကမဆိုယူမှာပဲယူပြီးမှကျွန်တော်နေပြည်တော်ကိုရောက်တိမ်လိုက်မှာ တားတယ်နော်အဲပြီးရင်တခြားခမရတို့လည်းခမရတို့ချင်းပြည်အတွက်အဲဒီဝစ်တိုရီယာတောင်ထိပ်မှာချင်းအလံကိုနှဲ့တယ်ကိုကျွန်တော်တို့အကူညီပေးမယ်အဲ့လိုရရင်ဟဲ့ဘောဟဲ့ဘောအဲ့လိုဟောကောင်းပြီအမ်ဘမနိုင်ငံကြီးဒီလက်နက်ကန်လမ်းရှင်ကဒီပြက်နာမဖြစ်ရှင်းနိုင်ဘူးဗျာလုံးဝဖြစ်ရှင်းလို့မရဘူးလို့ပြောနေကြတယ်ဒါမဲ့တကယ်အရှိတရားပဂတိတရားမှာရောဒိုင်းဒါအဖွဲ့အစည်းတွေလက်နက်တွေမကင်ဘူးဆိုရင်တော့ဘယ်လိုဖြစ်မလဲဥပမာ ဝါစင်တော့လက်နဲ့အင်္ဂါတောက်တင်လဲလူအင်္ဂါလဲတောက်တင်တော့ဒီဘာမှတက်မတော်လည်းမထီရဲမကန်ရဲသူတို့ရဲ့ဩဇာအာဏာဘာမှအကျိုးတက်ရောက်မှလည်းမရှိဘူးသူတို့ဒေတာမှာသူတို့နိုင်ငံရှင်လဲသူတို့ဒေတာမှာရှင်လဲအရင်ပြီးတော့ခွန်ဖြိုးတူတာတွေ့ရတယ်သူတို့သူတို့သူတို့ဟာသူတို့ကိုပိုင်အောင်ချက်ခွင့်ရှိရရှင်မှန်ခံခွင့်ရှိလာတဲ့ချင်းကြတော့အများကြီးတူတက်တာကိုကျွန်တော်နည်းနည်းဒီအဲဒီတက်ပုံတွေမှာဗီဒီယိုတွေမှာကျွန်တော်ကြည့်ဖြစ်ပါတယ်မူချွနေဖြစ်ဘလို့တုံတက်ခြင်းလဲဒီပမာရီ အောက်ချုပ်တဲ့နေရာတိုင်းသားဒေသဆိုရင်ဘာဖြစ်လို့ချင်းရင်းနေရလဲနောက်ပြီးတော့တိုင်းသားနေပြည်မှာအဲသူတို့ဟာသူတို့ကိုပိုင်အောက်ချုပ်ခွင့်ရတဲ့ဒေသတွေကပူပြီးတူးတက်လာလဲဆိုတာဘူချုံရဲ့အမြင်လေးကိုကျွန်တော်တို့သိချင်ပါတယ်။ဟွန်းဟွန်းမြန်မာနိုင်ငံမှာတိုင်းသားဒေသတွေကဗမာတွေနေတဲ့နေရာထက်အများကြီးခင်းနောက်ကြတယ်။ဟွန်းအဲ့ဒီချိန်မှာဒီတိုင်းသားတွေကဘာလို့နောက်ကျသလဲဆိုတော့အပြစ်တင်တာပေါ့နော်ပြောတဲ့အချိန်မှာသူကပြောတယ် တိုင်းရင်းသားတွေကလက်နဲ့တိုင်ပြီးတော်လန်နေတဲ့ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဒီဒေတာတွေကဘာမှဖွင့်ဆိုရမလုပ်နိုင်လို့ခင်တော့ကြကြပါတယ်ဆိုမှသူတို့ကအကြောင်းပြချက်ပေးတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းပြချက်ကရှင်းတဲ့ရခိုင်ပြတ်ဆိုရင်တော့ယုံတန်းစကားပဲ။ရှင်းပြည်ရခိုင်ပြည်နှစ်ပေါင်း40လောက်တနက်တန်ဆိုတချက်မှမထွက်ဘူး။ကျွန်တော်တို့မှတော်လန်ရေးနယ်မြေခံထားတဲ့အဖွဲ့အစည်းတွေတချို့တော့ရှိနေကြတာပေါ့။ဒါပေမဲ့အဲ့ဒီအဖွဲ့အစည်းတွေအနေထားလဲ ဒီဒီခြုံကိုတိုက်ဖို့တောင်အဆင်မပြေလောက်တဲ့အင်အားပဲဆိုတော့ဘာတိုက်ပွဲမှမရှိဘူးနှစ်ပေါင်း40 50ပေါ့ဒီလိုနေလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဟာအစင်းရဲဆုံးဖြစ်သွားတယ်လမ်းကလေးတကန်းတော့မရှိဘူးချင်းအမျိုးသားရဲ့ဆိုရင်တော့လင်းကွင်းလက်တခွင်းတော့မရှိလို့အခုမှပဲပူထူပူထားလုံနေရတဲ့အနေအထားဖြစ်တယ်ကျမကြီးအစအရာရာဂန္ဓာပေါင်းစုံမှာကျွန်တော်တို့နောက်ကြကြံခဲ့တော့ ပြည်တွင်းစစ်ကြောင်းမင်းတို့ပုံကံနေလို့ခင်းနောက်ကြကြံခဲ့ပါတယ်ဆိုတဲ့စကားဟာကျွန်တော်တို့အတွက်ဟိုအရင်ရင်လာစရာအကောင်းဆုံးအကြီးလေအခုလည်းပဲကျွန်တော်တို့ကလက်နက်ကင်တော်လန်ရေးကတော့အမင်းတို့တော်လန်နေလို့ခင်းနောက်ကြတယ်ဆိုတဲ့စကားကိုအချက်မရှိပြန်ပြောသေးတယ်ဗျာအဲကျွန်တော်ဒီစကားကိုကြားတိုင်းကြားတိုင်းမှာအဘလို့တော့ပြောစရာစကားတော့မကြံတော့ဘူးလို့ဖြစ်သွားတယ်ဆိုတော့လက်နက်မရှိရင် ပူပြီးမှရှင်းရတယ်ဆိုတာကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဘဝအတွေ့အကြုံနဲ့အတိဆုံးပဲရှင်းလို့မျိုးဆိုရင်ပူတိတဲ့နဲ့အဲနောက်တစ်ခုဒီပြောရမယ်ဆိုရင်ပင်လုံစာချုပ်ကိစ္စကိုကျွန်တော်တခွန်ကိုကပြီးပြောချင်တယ်ပင်လုံစာချုပ်ကိုချုပ်ပြီးမှဘာကြောင့်ဂတိမတည်သလဲပင်လုံစာချုပ်ချုပ်တဲ့အချိန်မှာသူလည်းအင်္ဂလိပ်ကျုံကိုလည်းအင်္ဂလိပ်ကျုံဖြစ်နေတဲ့ဒန်းလူအချိန်ကြီးအဲ့ဒီအချိန်တွေမှာတော့ တန်သူရေသူဆိုတဲ့စကားတွေကိုမိုးမောအောင်ပြောပေးမှသဘောတူခဲ့ကြတယ်။နာမည်လွတ်လပ်ရေးရပြီတဲ့အချိန်မှာသူကလက်နဲ့ကင်အင်အားတွေတောက်နေတော်တဲ့အချိန်မှာကဲမပြီးတော့ဘူးမပြီးတော့ခင်ဗျဘာတက်နိုင်ရဲ့။อืมอืมပြီးတော့ဘာတက်နိုင်ဒီကဘောကသူမတည်ဘူးမတည်ဘူးဆိုတော့ဒီကဒီကိုတည်အောင်လုပ်ဖို့အတွက်ခင်ဗျားတို့လက်ထဲမှာဒါမှမရှိဘူး။ဒီတိုင်းကြည့်နေရုံပဲနှစ်ပေါင်း80လောက်ပင်လုံး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 နဲ့မြည်တယ်အခုတော့မှပင်လုံးပင်လုံးမြည်တော့မယ်ဒါမဲ့ဒီလိုမျိုးအနေထားကိုမမျောလင်းနဲ့တော့ ။မာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့1949ခုမှာအကိုအချင်းနဲ့သူ့အချင်းတွေကတိတ်မထူးခြားဘူး။သူ့လက်ကြုံကိုလက်ကြုံသူ့လက်တက်တွေပါတယ်မရှိသေးဘူး။ဆိုတဲ့အနေထားမှာတော့ဒန်းသူအခုအနေထားမှာသူကကိုထက်အစစအရာရာတာတော့ပြီးတော့ကြာတနာမှာနောချမ်းတာရမယ့်အခြေအနေမှာခဏတန်းသူအခွင့်ရေးဆိုတာပတ်သက်ကပဲပြောလို့ရမယ်လက်မမရတော့ဘူး။ဒါကြောင့်ဟိုလက်နဲ့ကင်အရာမရှိရင်ဘာဖြစ်တယ်ဆိုတာကိုပင်လုံးလက်ပြောက်တော့ပြီးပြီးရင်ကျွန်တော်တို့နေ့80အဆင်း နှစ်ဖွဲ့ကလက်နက်အင်အားရှိတယ်ကျန်တဲ့ရှစ်ဖွဲ့ကလက်နက်အင်အားမရှိဘူးဆိုတော့ညီချင်းရဲ့အတွက်ဒီတနိုင်ငံလုံးဆိုင်ရာစာချုပ်တမျိုးတည်းမှာလက်မှတ်ထိုးတဲ့ဆယ်ဖွဲ့မှာတော့မှလက်နက်အင်အားရှိတဲ့အဖွဲ့ကိုဆက်ဆံတာနဲ့လက်နက်အင်အားမရှိတဲ့အဖွဲ့ကိုဆက်ဆံတာတော့မတူဘူးမူတူစေဖို့အခန်းထဲကိုဝင်လာရင်မြေအောင်လိုက်ကပြည်ပြီးမှဖက်တယ် ချင်းကောင်းဆောင်ကိုပြေးပြီးမှမဖက်ဘူးအဲ့ဒါလည်းချင်းကအင်အားမရှိဘူးကြားတယ်နော်တွေ့ချင်းပါတယ်ဆိုရင်တလနေလည်းမတွေ့ရဘူးအစီအွေကသူကဂီးမဆိုင်ဘူးခင်ဗျားတို့အင်အားမရှိဘူးလေလူရမဝင်ဘူးဟဲ့အင်အားမရှိဘူးသူကကျွန်တော်ပြောခဲ့သလိုမျိုး NC ထိုးတဲ့ထဲမှာတော့မှဒါမျိုးခွဲခြားဆက်ဆံခံရတယ်နော်အင်အားကြီးရင်တော့ NC လည်းထိုးစရာမလိုဘူးဆိုတော့ပြောသလိုနေမကောင်းဖြစ်တာနဲ့ဆံပြုတ်ပြုတ်ပြီးမှကိုယ်တိုင်လာတိုက်လိုက်မယ်ဒါကြောင့်အင်အားဆိုတာဘာလဲအင်အားဆိုတာအဖြေပဲ ဟုတ်အဲအမရှိရင်ခင်ဗျားတို့ဒီလူမျိုးရဲ့အနာဂတ်လည်းပျောက်သွားမယ်အဲဒါဒါဟာအင်အားဆိုတဲ့ဟာဘလောက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်ဒီလိုပဲလူတိုင်းနားလည်အောင်ဒီလိုပဲပြောချင်ပါတယ်ဟုတ်ဒါတော့ဘုဂျုတ်ထွန်းမြန်နိုင်ထွန်းမြန်နိုင်ရဲ့အတူဆုံးသောစကားလေးတွေပေါ့နော်ပင်လိုစာချုပ်ကိစ္စမှာတော့လည်းဗမာတွေဂရိပြက်ခဲ့တယ်လက်နက်အင်အားနဲ့တိုင်းသားတွေကိုသူလဲကျွံကိုလဲကျွံဘဝမှာ အတူတိုက်ကြပြီးတော့တကယ်တကယ်လည်းရရောဒန်းတူညီမရေးကိုလက်နက်နဲ့ဒန်းတူညီမရေးဂရီကိုလက်နက်နဲ့ဖျက်ဆီးလိုက်တယ်။နောက်တစ်ခုက NCA စာချုပ်လက်မှတ်ထိုးရင်တော့ကြားတယ်နော်။ဘူဒူးစေးဘောလာရင်ပြေးပတ်တယ်။ချင်းကောင်းဆောင်လာရင်တောက်ဖတ်တော့မလုပ်ဘူး။အဲ့တော့အင်အားဒီအချိန်မှာတော့အင်အားတည်တာအခက်ရပါဘူးနော်။အဲ့တော့ဘူချုပ်ဖွင့်မျက်နှာပြောသလိုပဲဗျ။ဒီဒီချိန်တော့ဗမာတွေဂရီမပြတ်ဖို့လိုတယ်ဗျ။နော်။ဒီຫນွေဥတော်လိုင်းရင်းမှာဆိုရင်အခု ဒီ AA စီဦးစီးချုပ် AA ပါတယ် TNL ပါတယ် MND ပါတယ်ဒီတိုင်းရင်းသားတွေအပေါ်မှာဗမာတွေဂရီမပြတ်ဖို့လိုတယ်ຫນွေဦးတော်လန်ရေးကဖက်ဒရယ်ပြည်တော်စုတည်ဆောက်ရေးအတွက်အထောက်ပံ့ကြီးစွာသောအထောက်ပံ့ပဲဖြစ်ရမယ်ပြီးတော့မှဗမာတွေဂရီတီတခါပြတ်ရင်တော့တိုင်းသားတွေဘက်ကအမှားမရှိဘူး